ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာတွေအရှုံးပေါ်ပြီးဂျာနယ်တချို့အခြေအနေမကောင်းဖြစ်နေတဲ့ပုံနှိပ်မီဒီယာဈေးကွက်ထဲမှာ reality ဆိုတဲ့နာမည်နဲ့ပဂရိသတင်းစာနယ်တောင်ထုတ်ဝေဖို့နိုဝင်ဘာ9ရက်နေ့မှာမိတ်ဆက်ခဲ့ပါတယ်။ပဂရိသတင်းစာနယ်ဟာနိုင်ငံရေးကိုအသားပေးဖော်ပြမှာမဟုတ်ဘဲကဏ္ဍဆောင်အောင်ထည့်သွင်းသွားမယ်လို့အေဒီတာချုပ်ဦးသိန်းအေးကပြောပါတယ်။အထူးသဖြင့်သတင်းသုံးသပ်ချက်နဲ့သတင်းဝေဖန်ချက်တွေသတင်းဆောင်မတွေဝေဝေဆာဆာထည့်သွင်းသွားမယ်လို့ဆိုပါတယ်။ ခြံနေတဲ့အတွက်ကဏ္ဍဆိုတော့အောင်းကဏ္ဍဆိုအောင်လုပ်ပါပါတတိယလာပြီးခြံနေတဲ့အတွက်ဒီသုံးတဲ့ချက်ကိုတတိယပိုင်းရဲ့ငင်းဆောင်ပါတော့ဒီကတည်းကငင်းပြည့်ရပြီးလို့ရအောင်တော့အဓိကဆင်းနေတဲ့ချက်ဒီဆိုတာတော့ဆရာတို့ကခြံနေတဲ့ကောင်တွေပြောနေစင်းတယ်ဉာဏ်နဲ့ဉာဏ်မှုလို့ရတဲ့အကျိုးပြုမှုတွေပေါ့နော်။အင်းအမြဲတမ်းမြဲတယ်၊မှန်တယ်မှန်တယ်။ဖတ်တဲ့သူတွေကိုလည်းအကျိုးရှိမယ်ဆိုရင်တော့ဒီလိုရကံမှုရှိအောင်ပေါ့နော်။ ကျော့အမြန်နဲ့မမှန်ဘူးနော်ကျော့အမှန်နဲ့အကျိုးမရှိဘူးနော်အကျိုးမရှိရင်ကျိုးရတယ်နော်အဲ့ဒီကအော်ရှင်းတယ်ကျိုးရင်ပြည့်တဲ့ကိစ္စမျိုးနော်ငင်းတဲ့ပုံကြောင့်နော်ကိုယ်တည်းကျိုးမရှိဘူးနိုင်ငံတည်းကျိုးမရှိဘူးဒါပေမဲ့လည်းတော့ရှောင်ရှားပါဘူးနေ့စဉ်သတင်းစာတွေထုတ်ဝေနေချိန်အပတ်စဉ်ဂျာနယ်တစ်ခုအဖြစ်ရက်တည်ဖို့မလွယ်ချိန်မှာအောင်မြင်နေတဲ့ဂျာနယ်တွေလည်းရှိနေတာပဲလို့သူကထောက်ပြပါဗျာသတင်းကိုရိုးရိုးသားသားတင်ပြမှပြည်သူယုံကြည်မှုကိုရရှိပြီး ရည်တည်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။အချင်းယူရအောင်မှာဖြစ်လို့အောင်မြင်မှာပါလို့သူကယုံကြည်နေပါတယ်။ဒီလိုမျိုးဉာဏ်ရည်ဒီလိုမျိုးနော်ဒီလိုမျိုးဉာဏ်ရည်ဉာဏ်ရည်ဖြစ်နေတဲ့ကာလမှာဘုလို့အစ်ချုပ်ကိုအမတ်စေတို့ဉာဏ်ရည်တော်လေးတွေပြည့်ပြည့်ခဲ့ပါတယ်ဆိုလို့ရှိပါတယ်ဆိုတော့လည်းခက်ခဲနေဆိုပေမဲ့လည်းလက်ရှိအောင်မြင်နေတဲ့ဉာဏ်ရည်လည်းအများကြီးရှိပါတယ်နော်ဒီအရိုရည်တည်မှုအနေကကျွန်တော်အဓိကတော့ဒီရည်တည်မှုကတက်ကောင်းမှုလုပ်လို့လည်းဆိုရင်တော့ဒီငွေတွေကတော့ ဒီနေ့ပေါ်လာတဲ့ဒီလိုမနောက်ပိုင်းဒီယုံကြည်မှုရှိအောင်လုပ်မှာနော်အချိန်တော့ပေးရအောင်ဒါပေမဲ့ရင်တော့ပြောသာပြေအေဒီတာတို့ဦးသိန်းအေးဟာကျေးမုံသတင်းစာနဲ့ New Light of Myanmar မှာတာဝန်ယူခဲ့ပြီးနောက်ပိုင်း Weekly 11နဲ့ Popular Journal တွေမှာလည်းအမှုဆောင်အေဒီတာနဲ့တာဝန်ခံအေဒီတာတွေအဖြစ်တာဝန်ယူခဲ့ဘူးတယ်လို့ဆိုပါတယ် Reality ပဂရိသတင်းစာနဲ့ကို လာမယ့် November 14ရက်ကစပြီး အပတ်စဉ်တောက်ကြနေတိုင်းထုတ်ဝေသွားမယ်လို့ဆိုပါတယ်